Hello also client ကိုပါတဲ့နဲ့မမ YouTube channel လေးကနေ nutrition စာကျူးစွလိုက်ပါတယ်။နေ့လယ်မှာတော့နန်းနန်လေးကပင်လယ်ပြားနဲ့တငါဦးဆိုတဲ့ဝိတုတူဇလန်းလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်။သူဟာလေတဆင်းနဲ့ပင်လယ်ကွေရေစိချောင်းနဲ့ကိုတကူတဲ့ငါးဖန်လေးရှိတဲ့တငါဦးတူဖြစ်တယ်။ရပောင်း84ရက်များငါးဖန်ထွက်ခဲ့ပြီးနောက်ရှကုတိုင်းငါးတကောင်မှမရသေးဘူး။ ပထမအရက်၄၀တွင်သူငယ်ကလေးတယောက်ကသူနဲ့အတူပင်လယ်ပြင်သို့ပါလာလေးရှိတယ်။တွေ့ရတွင်ရက်ပေါင်း၄၀တည်တည်ငတင်းတကောင်းများမရခဲ့တော့ခါတန်ငါအိုအဖိုးကြီးတည်ကန်စုံမောမောင်ကြာနေပြီဖြစ်ကြောင်းသူငယ်ကလေးဤမိဘများကပြောချလေရဲ့သူငယ်ကလေးအားစားလေစင်းနဲ့လိုက်စေလေတယ်။ရင်းလေတင်မှာပထမတစ်ပတ်အတွင်းအတော်စုပြို့တော့ငါးသုံးကောင်ကိုဖမ်းမိခဲ့တယ်။သူငယ်ကလေးအားနေစင်းနေစင်း လေးကွက်ချီဟောင်းလောင်ဖြင့်ပြန်လာရတော့အဖိုးကိုချီရင်စိတ်မသက်မသာဖြစ်မိတယ်။အဖိုးအိုပြန်လာချိန်များလိုက်သူကကန့်ဆက်သူဆင်ရင်ချိုးခွေများတန်ချိန်နဲ့မာထုံမိန်များကိုကူရဲတဲပေးလို့ရှိတယ်။ရွက်တိုင်တွင်ပက်စီကတော့ရွက်တဲ့ကိုတင်းစီပေးလို့ရှိတယ်။အဖိုးအိုဤတန်ငါငယ်လေးငယ်လေးမှာရွှေပြင်းမှာဂျုံအိဆာများတဲ့ဖားထားရတော့ကြောင့်ရွှေပွင့်လိုက်ရတော့ခါထဝရအရှုံးပေးခြင်းဤတရုတ်ကို ဖော်ပြနေသောအလံနဲ့ပေသူသေးတော်တယ်အဖိုးဟာပိန်ပါကြုံလီလာတယ်လေဘင်းတွင်အရေးပြမများတွန်လေရေအရေးချောင်းများပေါ်လျက်ရှိတယ်ပြလေတဲ့လေနေဘူးစကားသွားလာခဲ့ရတာကြောင့်ပါပြင်ပေါ်တဲ့အညိုရောက်ထူးထူးပြည့်ပြည့်အရေးပြကိစ္စအကွက်များအကွက်လိုက်ထလျက်ရှိတယ်ထူးကွက်များဟာမျက်နှာပေးပတ်တိုင်အောင်ပြန့်နှံ့သွားတယ် သူလက်များမှာငါးမျိုးမျိုးတို့ကိုမြားကျုံငင်ရေခိုင်တွေဖန်းစီရသောကြောင့်ကြမ်းထော်ဆုပ်ပြက်လျက်ရှိတယ်။လက်တွင်တန်ရာများမှာအတိတ်ဆက်ဆက်မဟုတ်ခြင်းငါးဟူ၍မရှိတော့တဲခိုင်နာရနိုင်နိုင်အနစ်နဲ့လာလာကလေးတိုက်စားထားသည့်တဲခုံများအသွင်မျိုးဖြစ်နေတယ်။အဖို့အနေပတ္တမများအကြောင်းတော့မှာအားလုံးပင်ဟောင်းအိုရေဆရာတဘောကိုစောင့်နေကြတယ်။ တခုကြံဒီကပင်လယ်ရေပြင်ကဲ့သို့သူ့ဤပြလဲလဲမျက်လုံးများပင်ဖြစ်တဲ့ထိုမျက်လုံးများမှာအနိုင်မခံအရှုံးမပေးခြင်းရှင်လန်းတက်ချခြင်းတို့ကိုဖော်ပြလည်းရရှိတယ်ဒီမှာအပအစန်တီယာကိုကျွန်တော်အပလေးနဲ့ပြန်လိုက်နိုင်တော့မယ်ခိုးရက်ကပတ်စံအတော်ရလိုက်ပြီလေဟုတငယ်ကလေးကတငါကလေးစိတ်မှကန်းဆက်ပေါ်တို့တက်လာရင်အဖိုးအိုအားပြောကြလိုက်တယ် အဖိုးအိုပြန်လာချိန်များ၌တငယ်ကလေးသည်ကျိုးခွေများတန်ချိန်များငါတို့မိများကိုကူရဲတဲပေးတယ်။အဖိုးအိုသည်တငယ်ကလေးအားတငါလုပ်ငန်းကိုသင်ကြားပေးခဲ့သူဖြစ်၍တငယ်ကလေးကလည်းအဖိုးအိုကိုချစ်ကြည်ကိုစားလျက်ရှိတယ်။ကွာမလိုက်ပါနဲ့ကွာ။မင်းလိုက်တဲ့လေတွေဟာလှေဦးဆိုပါတယ်။သူတို့နဲ့မခွဲပါနဲ့ဟုအဖိုးအိုကပြန်ပြောလိုက်တယ်။ဒါပေမဲ့အပရဲ့အပတခါတော့က69ရဲ့လုံလုံး ပင်လယ်ကိုထွက်ထွက်သွားလိုက်တာငှားလေတကောင်မှမရခဲ့ဘူးရမယ်ရတော့အဘနဲ့ကျွန်တော်တနင်္ဂနွေသုံးပတ်လုံးလုံးငှားကြီးတွေရက်ဆက်ဖမ်းမိခဲ့တာမှတ်မိတယ်မဟုတ်လားအေကွာမှတ်မိပါလေဟူအဖိုးကပြောလိုက်တယ်မင်းလန်ငါကိုတန်တရားရှိလို့ဆွန့်ပြစ်သွားတာမဟုတ်ဘူးဆိုတာအဘသိပါတယ်အဖေကကျွန်တော်ကိုလှေပြောင်းလိုက်ခိုင်းလို့ပါကျွန်တော်ကခလေးဆိုတော့သူစကားကိုနားထောင်ရမှာပေါ့ အေးလေဟုတ်ပါတယ်ဒီလိုပဲနားထောင်ရမှာပေါ့ဟူရဲ့အဖိုးကပြန်ပြောလိုက်တယ်သူကတော့အယုံအကြည်သိမ့်မရှိဘူးဗျာအေးမယုံရင်လည်းရှိမှာပေါ့လေဒါပေမဲ့သူကတော့ကိုကိုကိုယုံတာပဲမဟုတ်လားကွာဟုတ်တာပေါ့အပါဟူသူငယ်ကလေးကပြန်ပြောတယ်ကျွန်တော်တို့ဘီယာဆိုင်တွားရအောင်အဘကိုကျွန်တော်ဘီယာတိုက်မယ်ပြီးမှဒီပစ္စည်းတွေအိမ်တဲတွားကြတာပေါ့တိုက်နိုင်ပါတယ်ကွာသူတို့ငါတွေချင်းချင်းတယောက်ကိုတယောက်ပြုစုရပါတယ် တို့ဒီကားရမျိုးရှိတယ်ပြီးရဆိုင်နဲ့တွားရေးထမ်းကြတယ်တန်ခါတဲ့အများကပဲအဖိုးကြီးအာမခုမခံပြည့်ရဲ့ပြေကြတယ်အဖိုးကြီးကစိတ်မဆိုးပဲသူ့ထပ်ပူရေးအိုတီတန်ခါတဲ့အချို့ကမို့သူ့ကိုဝမ်းနေစွာစိုက်ကြည့်နေကြတယ်ချိုးတိုးဖြစ်ခြင်းကိုမသိကြစေပဲပင်လယ်ရေရှိကြောင်များကြောင့်ရေနဲ့ပိုင်းရတွင်ပိုက်တန်းချခဲ့ပုံကြောင့်ရာတီဥတုမှန်မှန်ကလေးတာယာနေပုံစတီလို့ကို စကားလီလဲရေဖွပွဲရရာပြောဆိုနေကြတယ်ထိုနေဘူးငါကငောင်းရမိတော့တငါတဲများမှာကန်းသူဆိုင်ကကြပြီးဖြစ်တယ်သူတို့ဟာမာလင်ငါချီတမ်းများကို ခုတ်ပိုင်းရေးစေးသူပို့ရန်ကုံးမောင်ပြားနှစ်ချက်ခံပြီးသစ္ဆောင်လာကြတယ်ကုံးမောင်ပြားဒိမလင်းတင်ရောက်စီတစ်ဖက်တစ်ချက်တည်း၍လိုက်လာတယ်ငါဘွဲယုံမှတဆင်ဟာဘာနာမျိုးရှိစေးသူပို့ပေးရမယ်ရေခဲတင်ကားချီများကိုအတင်းဆောင်ကြတယ် ်အမန်းများကိုရလာတော့တငါတို့မှာဖုန်ကမန်းများကိုတစ်ဖက်ပင်လဲကိုရှိငမန်းစီချက်တော့ဌာနေတို့တည်ဆောင်ကြလေဖုန်နေရ၌ငမန်းများကိုဆောက်တို့ဆွဲရင်ငမန်းတောင်များကိုဖြဲ့၍တကောင်းတဲချင်များကိုထုတ်၍လကောင်းအရေကုံကိုခါ၍လကောင်းအသားများကိုစားနေရန်လကောင်းခွဲကြ၍ယူကြလေလေဒီအစေဘတ်မှာလိုက်ထိုက်လိုက်တော့ခါငမန်းစေယုံစီမှာစူဝါတော့အနံများပါလာတတ်တယ် ယနေ့မူကမြောက်ဖက်သို့လေတိုက်တဲ့ဖြင့်ထိုအနံမျိုးအနှဲငယ်သားရရှိတယ်။ပြည်ဆိုင်တဝက်မှာလည်းနေသားလျက်ရှိတယ်။ဒီမှာအဘဆန်တွေရကိုတငယ်ကလေးကခေါ်လိုက်တယ်။ဟေးဘာလဲဟုအဖိုးကြီးကပြန်ထုတ်လိုက်တယ်။သူသည်ပြည်ဝက်ကိုကိုင်းရင်ရှေးဟောင်းနှုတ်ဖြင့်များကိုစဉ်းစားနေခြင်းဖြစ်တယ်။အဘမနှက်ဖြန်ကငါးဖန်ဖို့အတွက်စာတင်ငါးလေးတွေကျွန်တော်တွားယူလိုက်မယ်လေ။ဟေးအေးမြူပါနဲ့ကွာမင်းဘော်လုံးသားတော့ကစားပါ။ ငါလေးလောနိုင်ပါသေးတယ်လူကယ်လူယူကိုကွန်ပြစ်ခိုင်းလိုက်မယ်ကျွန်တော်လဲလိုက်ချင်တယ်အဘရေအဘနဲ့အတူတူငါဘတ်မတွေ့ရရင်တော့အဘကိုတနည်းနည်းနဲ့တော့လောက်ကင်ပေးချင်ပါနဲ့မင်းကကိုပြီးဟာဝယ်တိုက်ပြီးပြီပဲကွာမင်းကလူလားမြောက်တဲ့လူကြီးရအောင်ဖြစ်နေပြီဟုအဖိုးအိုကပြောလိုက်တယ်ဒါနဲ့အပါကျွန်တော်ကိုလေးနဲ့ပထမဆုံးခေါ်သွားတော့ကကျွန်တော်အသက်ဘယ်လောက်ရှိပြီလဲဟင်၅နှစ်ရှိပြီကွာ ငါဖမ်းလို့ရတယ်ငါချီချူကိုလက်လက်ဆက်ဆက်နေပေါ်ဆွဲတင်တော့ငါချီမိခလိုက်တာမင်းတော့ကန်ကောင်းလို့မသေးတယ်နေဝမ်းလည်းကန်ကောင်းလို့မကွယ်တယ်အဲ့ဒါကိုမင်းမဲ့ပြီသလားအင်းကျွန်တော်မဲ့မိတာကတော့ငါချီငဖယ်လုံးလူပြီးနေထဲမှာရုံသုံးကားဖြစ်တာရဲ့ငါချီကိုအဘကထူးရိုက်နေတဲ့အတန်ရဲ့ပဲအဘကကျွန်တော်ကိုနေဥကချိုးပုံပတ်ကိုပြစ်တင်ပေးလိုက်တာမှတ်မိသေးတယ် အဲ့ဒီအချိန်မှာအဘဟာတစ်ပင်ချီကိုခုတ်လိုက်ပြီးအပိုင်းပိုင်းဖြတ်နေလို့ငါးချီကိုလုံးနေတာမြန်ငါးစိမ့်ငါးစုံနန်းတွေအခုထက်ကြီးကျွန်တော်ရနေသေးတယ်တွေးတွေလဲကိုမပေးလို့ဗျာအဲ့ဒါတွေကိုမင်းတကယ်မှတ်မိကြလားဒါမှမဟုတ်ငါမင်းကိုပြန်ပြောပြထားတာလေးများလားကွာကျွန်တော်တို့ပထမဆုံးအတူတူငါးဖန်တက်တယ်နေကစားပြီးဖြစ်ဖြစ်ခဲ့တာတွေကို အကုန်မှတ်မိပါလေအဘယား အဖိုးကြီးကတငယ်ကလေးအားနေလောင်ထားသောမျက်လုံးဖြင့်ဆင့်ကျင်တွေ့သစာကြည့်လိုက်တဲ့မင်းသားငါသားဖြစ်ရင်ကွာငါပင်လည်းလဲကိုနေတိုင်းခွဲသွားမယ်မင်းကလည်းငါကံဖြစ်လို့ရဖြစ်ဆိုပြီးလွှဲထားခြင်းနဲ့မင်းကမင်းဖေမင်းမေတို့ရဲ့တာကိုပြီးတော့မင်းကလှေဦးဆိုတဲ့လေနဲ့လိုက်နေရတာပဲကွာဒါနဲ့ကျွန်တော်စာတင်ငါလေးတွေတွားယူလိုက်ရမလားပါငါများလေးချိတ်စာလောက်တော့ဗမာရမယ်ဆိုတာကျွန်တော်သိပါတယ် ။ငါမှလည်းဒီနေ့ကျန်တာတွေရှိပါသေးတယ်ကွာ။ငါကလေးတွေကိုစသိထားခဲ့တယ်။နောက်ထပ်လေးခုစာတော့ကျွန်တော်ရှာပေးပြစီဗျာ။တစ်ခုစာဆိုတော့ပါပြီကွာဟုအဖိုးအိုကပြောလိုက်တယ်။အဖိုးအိုတွင်ယုံကြည်ချက်မျှော်လင့်ချက်တို့သည်ဘယ်အခါမှကုန်ခန်းသည်မရှိပေ။ပင်လယ်လေးမြင်းများထန်လာတော့ခါထုံမြလင်းချက်တို့ကလန်ဆန်လစ်တွေတားပေတယ်။တကုဆိုင်ရင်ရဲ့ကွာ တငယ်ကပြောတယ်အေးလေနှခုစာဆိုလဲချူခဲ့ပေါ်ဟုအဖိုးကြီးကသဘောတူလိုက်တယ်ဒါပေမဲ့မင်းခိုးဝတ်တော့လာမှာမဟုတ်ပါဘူးနော်အဲ့ဒီလိုလှုပ်ရင်လဲရပါတယ်ဒါပေမဲ့ကျွန်တော်ဝယ်လာမှာပါအပရဲ့ချင်းစုပါပဲကွာဟုအဖိုးအိုကပြောလိုက်တယ်သူတည်စိတ်ငယ်စရာကြုံတော့ခါမိတို့မြအလှရှာခြင်းမဖြစ်တတ်အောင်စဉ်းစားရခဲ့ပြီးဖြစ်တယ် ဆင်းရဲစရာနှင်းချစရာကြုံရရုံဖြစ်ကိုမငယ်နိုင်တကယ်ကုန်တိတ်ကကိုမဆုံးရှုံးနိုင်ဟုသူတဘောပေါက်တယ်။ဒီရဲ့အတိုင်းသာဆိုရင်တော့မနှက်ဖြန်ခါနှစ်ကောင်းတနေ့ဖြစ်မှာပွဲပေါ်ကွာဟုသူကပြောတယ်။မနေ့ပြန်ပေးသွားမယ်လေဟုတငယ်ကလေးကပြောတယ်ခဝေးဝေးသားကျင်နေကွာလေကြောင်းပြောင်းလဲရှိတဲ့အခါရှိတယ်လို့ပေါ့အာယုံမချင်းခင်ပင်လေကိုထွက်ချင်တယ် ကျွန်တော်တို့လေကိုလည်းဝွေဝေထွက်ဖို့ကြိုးစားကြည့်မယ်အဘဟုတငယ်ကပြောတယ်။ဒါမှအဘငါကြည့်ကြည့်နေချိန်မီရင်ကျွန်တော်တို့လည်းဝင်ကူနိုင်တာပေါ့။မင်းလူကငါ့လက်ဝွေဝေမထွက်ချင်ပါဘူးကွာ။ဟုတ်တယ်ပါ။ဒါပေမဲ့ကျွန်တော်မြင်တယ်လို့ငါတွေပြန်နေတာကိုသူကမမြင်ပါဘူး။ဒီတော့လင်းပိုင်တွေနောက်ကိုလိုက်ဖို့သူ့ကိုပြောမယ်ဟု တငယ်ကပြောတယ်။သူ့မျက်လုံးတွေဒါလောက်ပွဲမွေးမလားကွာ။သူဟာမွေးဆူအကန်းနီးနီးပါပဲအဘရာ။ ။ဥယင်ဒါတို့အစမ်းသားဟိသူလဲဘတော်မှလိမ့်ဖမ်းမထွက်ပဲနဲ့လိမ့်ဖမ်းမှမျက်စီမွေးတက်တာကွယ်။အဘကတော့မော်စကီတိုကမ်းခြေမှာနှင်းနဲ့ချီပြီးလိမ့်ဖမ်းထွက်ခဲ့သေးတာတော့မျက်လေးငွေအကောင့်သားပါပဲလား။အဘကခက်ဆန်းဆန်းအဖိုးကြီးကိုကွာဒါဖြစ်အဘရဲ့အခုနေအေးရမှာငါးချီမျိုးတကောင်လောက်များတွေ့ရင်အဘနိုင်ပါအောင်မလား။နိုင်ဦးမယ်တင်တာပဲကွာပြီးတော့ငါဖက်နဲ့ပြည့်ရဲ့ဆိုလာကလည်းအများတက်ကွာ ဲ့ပစ္စည်းတွေယူပြီးကျွန်တော်တို့သွားကြဆိုတာပါဒါမှကျွန်တော်လည်းပိုက်ကုန်ယူပြီးစားတဲ့ငါးတွေထွက်ပန်းနိုင်မှာတူတူဒီလေပေါ်မှာပစ္စည်းများကိုကောက်ကွင်လိုက်ကြတယ်အဖို့ကရက်တိုင်ကိုထမ်းယူပြီးတငယ်ကလေးကတသားပုံကလေးနဲ့လွန်တွင်းရေမအောင်ချစ်သားတော်ချုပ်ွေများတန်ချိန်နဲ့မိန်းနံတို့ကိုတည်ယူတယ်။ငါးများချိတ်ပါတော့တစ်တာကလေးကို လေးဤပဲ့ပိုင်ချောင်းနဲ့ လက်ရိုက်တင်ပုံနဲ့အတူထားခဲ့တယ်တင်ပုံမှာမိလာတော့ငါးချင်းမြောက်ကိုနေဝန်းဤတို့ဆွဲရေးရောက်လာတော့ခါသူ့နဲ့ရန်ဖြစ်တယ်အဖိုးအိုဤပစ္စည်းကိုမြေတူမှခိုးယူလိမ့်မည်မဟုတ်တော့လေနေရနဲ့ငါးမြချိုးကွေများနှင်္ဂရိုက်ရင်ဆွေးနိုင်တဲ့ပြေတင်းယူလာခြင်းကပိုရကောင်းနေနန်းနေရဲ့ပင်လက်ပြားနဲ့တငါအိုးဆိုတဲ့ဝိထုတိုလေးကိုဒီမှာပဲခိတ္တခနာရနာကွင်ဖြစ်ပါရှင် နက်နက်လေးရုပ်ဖတ်ပြတာလေးကိုအချိန်ပေးနာဆင်ပေးပါတော့ချစ်တော်လေးတို့ရေ www.ajapan နော်နက်နက်လေးတို့မမ YouTube channel လေးကိုလည်း like and subscribe နဲ့ဝင်ရပေးကြပါအောင်ချစ်တော်လေးတို့ရေဆင်းရဲစရာတွေစိတ်ပျက်စရာတွေအငဲစရာတွေအမြဲတူတူရင်ဆိုင်ကြောပြပေးပါမို့အရာရာအတင်းထားကြမယ်နော် fighting